chapter 135အစမှာကျန်းကျူးဟာကူချန်းကိုစကားကြောင့်ငါ့ကိုကူညီနိုင်မလားလို့မေးလိုက်ပြီးကူချန်းကလောကကြီးကအခုတကယ်ကိုလိုအပ်နေတာယုံကြည်စရာတတ်ဝင်ကိုးကွယ်မှုတစ်ခုပါလူသားပေါ်ပြီးတော့လူလူတယောက်မဟုတ်ပြီးတော့မင်းနဲ့ငါလွဲရင်သူ့ကိုတတ်ပြီးသွားပြီဆိုတာဘယ်သူမှတခြားသူကိုတီးမှာမဟုတ်ဘူးလေရှေ့ဟောင်းလူသားမျိုးနဲ့နန်းတော်ဟာလူတွေအကြောင်းဆိုရင်မင်းစိတ်မပူပါနဲ့သူတို့ရဲ့လက်ရှိအဆင့်တန်းလဲဆိုမဖြစ်သွားတယ်ဆိုတာစစ်စေးပေါ်ထုတ်နိုင်မှာမဟုတ်ဘူးလို့ဆိုလိုက်တာသူမကလည်းကူချန်းကိုစကားကြောင့် ဒါမျိုးငါဘလို့လုံနိုင်မှာလဲလူသားပူပေးတော့အစားထိုးမရအောင်ဘလို့နီးနဲ့သူ့ကိုအတူယူဖို့လူတယောက်ရှာနိုင်မှာလဲဒါငါ့ကိုငါ့ခိုင်းကြီးကိုတစ္ဆာဖောက်ခိုင်းတာဘာကွာလို့လဲလို့ပြောလိုက်တယ်ကူချန်းကွာကွာပါတယ်မင်းကရှီဟောင်းလူသားမျိုးနဲ့နန်းတော်ရဲ့မင်းရဲ့ခိုင်းကြီးလိုမျိုးသဘောထားပြီးလူသားပူပေးတော့မင်းယုံကြည်ကိုးကွယ်မှုလိုမျိုးဆက်ဆံခဲ့တာဒါပေမဲ့နောက်ဆုံးမှာတော့ तू ကမင်းကိုတူးရှိအောင်နန်းတော်အတွက်တူလောင်ယုံတခုလိုမျိုးပဲမြင်ခဲ့တာ तू လိုအပ်ချိန်မှာမင်းကိုတုံးပြီးအဆုံးသက်သွားရင်မင်းကိုစွန့်ပစ်လိုက်တာ तू ကအရင်မင်းကိုစွန့်ခွာခဲ့တာ ဒါကြောင့်နောက်ဆုံးမှမိရသူ့ကိုစန့်ကျင်သွားတာသူတို့ကမင်းကိုအပြစ်တင်လို့မရဘူးဆိုပြီးပြောနေတာ။သူမလည်းလက်သီးဆုံးနေငါဒါကငါကန့်ချင်မှာပဲငါရှိဟောင်းလူသားမျိုးနဲ့နန်းတော်တစ္ဆာမဖောက်နိုင်ဘူး။မိငါ့ကိုတတ်လိုက်ပါလို့စိတ်မကောင်းစွာနဲ့ပြောနေတော့သူမဟာရုတ်တရက်ထိတ်လန့်သွားပါတယ်။ကုချန်းကွာသူမကိုခြိလိုက်ပြီးမင်းအခုဘလို့အချင်းညီမျိုးတဲ့ရောက်နေမှမင်းမသိသေးဘူးထင်တယ်။မင်းရဲ့အသက်ကအခုငါ့လက်ထဲမှာရှိနေပြီ။မင်းတည်ချင်တော့မှငါ့စီခွင့်ပြုချက်ရမှတည်ခွင့်ရမယ်။မင်းကမင်းရဲ့နေရာကိုတည်ချာမသိသေးဘူးဆိုရင် ငါကိုယ်တိုင်တင်ပေးမယ်ဒီဟာဘလို့ဟာလဲဆိုတာကိုပြောပြလိုက်ပြီးဦးချမ်းကိုရဲ့ကိုပိုင်ကပိုင်ရဲ့ထဲကိုဝင်တဲ့တကားပေါက်ပွင့်လိုက်တာသူမကလည်းဦးချမ်းကိုမင်းပါလုံးနေရတယ်ငါ့ကိုလက်လျှော့လိုက်ပါလို့ပြောနေပြီးဦးချမ်းကိုဟာသူမရဲ့အဝိဇ္ဇကိုချွတ်ပြစ်လိုက်တာကိုသူမကလည်းအော်ဟစ်နေကမင်းမင်းကကြောက်စရာကောင်းပြီးယုံစရာကောင်းတယ်လို့အော်ဟစ်နေကခဏကြာမှဦးချမ်းကိုဟာသူမရဲ့အဝိဇ္ဇကိုတကားပေါက်ထဲကနေပြန်ဆွဲယူလိုက်ပါတယ်တစ်ဖက်ကကြောင်းကြီးဟာအရှိကိုကြီးနေရင်ပြုံးနေကတိမ်တွေကပျောက်သွားပြီလားကြံရအောင်မြင်သွားလားလား သူတကယ်ပဲအလားလာရှိပါတယ်လို့ပြောနေတော့ကျောင်းရင်ရှိမှကူချန်းကိုဟာထွက်လာတော့မြင်သွားပြီးသူမကလည်းကြောင်သွားကတခုခုမားနေပြီးသူကလို့တွေးနေတော့ကူချန်းကိုဟာအလားလာရှိသူလားမင်းမအနာကက်ရှိသေးလားလို့မေးလိုက်တယ်ကျောင်းရင်ဟာသူစကားကြောက်ထိတ်လန့်နေပြီးနှစ်သားတော့တပည့်တော်ကိုအသက်ချမ်းသာခွင့်ပေးပါလို့ပြောနေတော့သူမနောက်ကူချန်းကိုရဲ့စွာအားတွေကတဖြည်းဖြည်းကတ်လာနေတာကျောင်းရင်ကလည်းရုတ်တရက်တခုခုဖြစ်သွားပြီးကူချန်းကိုဟာသူမရဲ့အနောက်လင်မြန်တဲ့အရှိန်နဲ့တိုက်ခိုက်လိုက်တာ သူမရဲ့လက်ထဲမှာကင်ထားတဲ့နှက်ပစ္စည်းဟာအောက်ပြုတ်ကျသွားပြီးသူမဟာကူချန်းကိုရဲ့တိုက်ခတ်ချက်ကြောင့်တေဆုံးသွားကကူချန်းကိုကမင်းမားနေတဲ့လူနဲ့ပတ်သက်ပြီးသွားပြီလို့ဆိုလိုက်တယ်။တစ်ဖက်ကယူမင်ကုန်းကတိုက်ပွဲဖြစ်ပွားခဲ့ရာနေရာကိုလာကြည့်နေပြီးသူမကျန်ရဲရဲ့ဆွမ်းအားလျှောက်ချက်ပျောက်ကွယ်သွားပြီးမဖြစ်သွားရလေလို့ဆိုကယူမင်ကုန်းရှိမှကြာစိတ်ကိုမြင်သွားပြီးမျက်လုံးပြူသွားကဒါကပြန်လည်မွေးဖွားခြင်းစိမ့်ပြောင်ကြာရဲ့ကြာစိတ်လာဒီလိုအပူတံယေဒနာကိုဒီလိုပဲထားရခဲ့မှာတော့မဟုတ်ဘူး။သုံးတယောက်ကငါ့အတွက်တမင်ခြံထားခဲ့တယ်လို့ပဲလို့ဆိုပြီး ထိုကြစစ်ကိုယူလိုက်ကဒီစွာအားရှောက်ချက်ကသူပဲဒါပေမဲ့သူဒီနေရာဘလို့ရှာတွေ့ခဲ့တာလဲငါထက်တော့အရင်ရောက်နေပြီလို့ပြောနေတော့သူမဟာရုတ်တရက်ကြောင်သွားပြီးသူမရဲ့ရှေ့ရကြာစိတ်တွေဟာအသေးပုံစံဖြစ်နေကသူမကလည်းဘာလို့များငါနဲ့တကြိမ်တော့မတွေ့ရသေးရလဲမင်းတကယ်ပဲလို့ပြောနေပါတယ်တပတ်ကတော်အုပ်တအုပ်ထဲမှာတိုက်ပွဲဖြစ်ပွားနေပြီးသူတိုက်ပွဲကိုကြီးနေကြတဲ့ကျဉ်ကျန်သူတွေဟာငါတို့သွားကူညီတင်လာအဲ့ဒီအဖွားကြီးနဲ့မြီးတို့နောက်ထပ်တိုက်ပွဲမှာမခံနိုင်တော့ဘူးငါတို့ဘာကူညီနိုင်မှာလဲဒါက အစင်မြင့်တတ်ရှင်သောနေဘဲကဘလူးကြီးတကောင်ပဲငါတို့သွားကူညီအသက်ကိုပေးဆက်ရုံပဲရှိမယ်လို့ပြောဆိုနေကြပါတယ်ထို့တော့အုတ်ထဲမှာအဖွားကြီးဟာယုံယုံချီပြီးထွက်ပြေးနေကယုံယုံကလည်းအဖွားလို့ခေါ်နေပြီးအဖွားကြီးကစိတ်မမှုပါနဲ့ယုံယုံသူငါတို့မမီနိုင်တော့ဘူးလို့ပြောနေကအဖွားကြီးကဒီမှာဒီလောက်အားကောင်းတဲ့ရုပ်သေးရုပ်ကြီးရှိမယ်လို့ငါမထင်ထားခဲ့မိဘူး သူကန်တက်ချက်နာနီးနေမကလွဲရင်ယုံယုံနဲ့ငါတို့တွေးနေတော့သူတို့ကိုတိုက်ခိုက်လိုက်တာတန်ခမောက်တက်တာဖြစ်နေပြီးဝင်ရောက်လာသူအားလုံးတက်ပြစ်ရမယ်ဆိုကအဖွားကြီးနဲ့ယုံယုံနာကိုခုံပြီးတိုက်ခိုက်လိုက်ပါတယ်ယုံယုံနဲ့အဖွားကြီးဟာသူတိုက်ခိုက်ချက်ကြောင့်နှစ်ယောက်စလုံးတနည်းအားစီလွတ်သွားပြီးယုံယုံကလည်းအဖွားကြီးကိုစိတ်ပူနေပြီးအဖွားလို့ခေါ်နေတော့သူတက်တာဟာတက်ပြစ်ရမယ်ဆိုကယုံယုံစွန့်ရင်သားနဲ့ခုတ်ချလိုက်ပြီးသူစွန့်ရင်သားကနေထွက်လာတဲ့စွန့်ရင်ဟာယုံယုံနာကိုလာနေကယုံယုံကလည်းမျက်စိမိတ်ထားပြီးဆရာကြီးကျမတောင်းမှန်ပါတယ်ဆရာအတွက်အစားမခံနိုင်ခဲ့ဘူး အခုတော့တည်တော့မယ်လို့ပြောလိုက်တယ်။ဒါနဲ့ရေယုံတိုက်ခိုက်ခံနေရတဲ့နီယာကိုခရမ်းရောင်စွန့်ရင်တကူဟာအလင်းမြန်ဝင်လာပြီးရေယုံကလည်းငါငါတည်ရွားပြီလားလို့ပြောနေကသူ့အလင်းတန်းဟာကူချန်းကိုဖြစ်နေပြီးသူမကိုကာကွယ်ပေးလိုက်နိုင်ကကူချန်းကိုဟာရေယုံဘာလို့ငါ့စကားနားမထောင်ရတာလဲဟိုဟိုဒီဒီရှောက်မပြေးနဲ့လို့ငါမပြောခဲ့ဘူးလားလို့စူလိုက်ပြီးရေယုံကလည်းဆရာလာငါတည်ရွားပြီထင်တယ်ဆရာကိုတွင်းနေရပြီလို့ပြောဆိုနေကကူချန်းကိုကလည်းအယူမလေးမင်းဆရာကဒီလောက်အားကောင်းတာကိုဒီလိုအလွယ်တကူတည်ရွားမှာမဟုတ်ဘူးလို့ပြောပြလိုက်တယ် ရင်ယောဟာသူစကားကြောင့်ကူချန်းကိုရဲ့ပါးကိုကင်ကြီးနေပြီးတကယ်လားဆရာမတည်သေးဘူးလားလို့မေးလိုက်တာကူချန်းကိုကလည်းပြုံးနေပြီးဟုတ်ပါတယ်မင်းဆရာလူကောင်းပဲလူကောင်းတွေကအမြဲတမ်းစုချီးမြှင့်ခံရမှာပဲလို့ဆိုလိုက်တာရင်ယောကလည်းကူချန်းကိုရဲ့ပါးကိုဆွဲကြည့်နေပြီး "तू ကအစ်စ်ပဲသူ့ကိုထိလို့ရတယ်ဆရာတကယ်ပဲရှင့်နေတယ်ဒါအံ့ဩဆရာပဲလို့ပြောလိုက်တယ်ကူချန်းကိုက"သူမရဲ့နှစ်ဘူးကိုတောက်ချလိုက်ပြီးအယူမလေးဘာလို့များတွင်းနေတာလဲ"လို့ဆိုလိုက်တာ ရေယုံကလည်းသူ့ရဲ့နှစ်ဖူးကိုင်နေရင်ဂူချန်းကိုစိုက်ကြည့်နေပြီးရုတ်တရက်ဂူချန်းကနားကိုပြေးဖက်လိုက်တာရေယုံကဖတ်ထားနေရင်ဆရာကျေးဇူးပြု၍ရေယုံစုံမပြေပါနဲ့လားရေယုံကအခုဆိုရင်ဆရာနဲ့အဖွားပဲကြံတော့တယ်လို့ဆိုကပြောလိုက်တယ်ဂူချန်းကလည်းရေယုံဖတ်ထားနေရင်ကောင်းပြီမင်းအကိုခန္ဓာကိုတိမ်ပိုက်ထားတဲ့လူအုပ်ကြီးကိုငါတက်ပြီးပြီးမင်းအကိုခန္ဓာကိုတော့မထိန်သိမ်းနိုင်ခဲ့ဘူးရေယုံဒီအတွက်ငါ့ကိုအပြစ်တင်ပါလားလို့မေးလိုက်ပြီး ရင်ကလည်းဘယ်တော့မှမတင်ပါဘူးနားလဲပါတယ်ဆရာမားတာမဟုတ်ပြီးတော့ဆရာမိသားစုထက်တော်ယုံယုံပုံရင်းကြီးသေးတယ်လို့ဆိုလိုက်ကဂူချန်းကိုကသူ့စကားကြောင့်အင်းစုတ်ကပြန်ပြေလိုက်ပါတယ်အဖွားကြီးကဂူချန်းကိုမြင်သွားပြီးနှက်နှက်သားတော်နှက်သားတော်ကအသက်ရှင်နေသေးတာသိပ်ပျော့စရာကောင်းတယ်လို့ပြောနေကဂူချန်းကိုကစေးပလင်းတစ်ခုကိုပြစ်ပေးလိုက်ပြီးဒီစေးကမင်းတရားတွေကိုကူညီကူတာနိုင်တယ်ယူထားလိုက်လို့ဆိုလိုက်ကယုံယုံကလည်းအဖွားအခုခံစားရတာဘယ်လိုလဲလို့မေးလိုက်ပြီးအဖွားကြီးကလည်းရေလိုက်ကအခုတော့တက်တာသွားပြီကိုယ်လို့ပြန်ပြေလိုက်တယ် လူချမ်းကိုယ်တို့စကားပြောနေကြတော့အခုနအတ္တဟာရောက်ရှိလာပြီးတေလိုက်ဝင်ရောက်လာသူအားလုံးတေရမယ်လို့ပြောစုနေကရေယုံကလည်းထိုတ္တဟာကိုကြီးနေရင်ဆရာဆရာဒီလူကတကယ်ကိုအားကောင်းပုံရတယ်လို့ပြောပြနေပြီးအဖွားကြီးကလည်းရေယုံနှစ်သားတော်ဒီမှာရှိနေတယ်ငါတို့ဘာမှမဖြစ်ဘူးလို့ပြောပြလိုက်တယ်လူချမ်းကိုကထိုတ္တဟာကိုကြီးနေရင်ပြုံးလိုက်တာအိုးလူသားပူပြီးတော့ရဲ့ယူတုချက်တွေကြောင့်ထပ်မံတင်းကျုပ်ခံလိုက်ရတာပဲထင်တယ်ငါတို့တော့အဆင်ပြေတာပဲနောက်ဆုံးဇက်လန်သွေးတစ်ခုအနေနဲ့မင်းကိုသုံးမယ်လို့တွေးနေပြီး ရုတ်တရက်ကြီးမားတဲ့မကောင်းဆိုးဝါးစွမ်းအင်ကြီးဟာဘူချန်းကိုလိုရှိတဲ့တောအုပ်တွေကနေထွက်လာနေကသူစွမ်းအင်ကိုကြီးနေကြတဲ့ကျဉ်ညက်သူတွေကမဖြစ်နေတာလေဘာလို့အစင်းမြင့်တန့်ရှင်သောရုတ်တရက်ခန္ဓာကိုယ်ကစွာရှောက်ချက်ကရုတ်တရက်ဒီလိုထူးဆန်းသွားရတာလေမကောင်းဆိုးဝါးစွမ်းအင်ဒါမကောင်းဆိုးဝါးစွမ်းအင်ပဲလို့ပြောဆိုနေကြပါတယ်ထို့အချိန်မှာတန်ခမောက်တက်တာဟာမကောင်းဆိုးဝါးစွမ်းအင်နဲ့အတူခန္ဓာကိုယ်ကပါကြီးထွားလာပြီးတက်ပြရမယ်တက်ပြရမယ်လို့អော်ပြောနေကထိုကောင်ကြီးကိုကြီးနေကြတဲ့ကျဉ်ညက်သူတွေဟာ ဒီလောက်ကြောက်စရာကောင်းတဲ့စွာအားလျှောက်ချက်ကငါတို့ရှစ်ဟောင်းမတန်းတွေမတားတင်ထားတဲ့ကောင်းကင်ဘုံမကောင်းစွာဖြစ်မယ်ဒါကတည်ရန်ချင်းလောကကဘာကြီးအတွက်ကြီးမားတဲ့အကပ်ဘေးဆိုးကြီးတစ်ခုဖြစ်လိမ့်မယ်ထင်တယ်ငါတို့အားလုံးပြန်ပြီးလူစုဆက်သွယ်ကပြင်ဆင်ထားတဲ့လို့ပြောဆိုနေကြတာကူချန်းကွာထိုကောင်ကြီးရဲ့အရှိကိုရောက်ရှိလာပြီးမင်းကစိုးသွမ်းတဲ့တတဝါပဲတည်ရန်ချင်းလောကကြီးကိုစားမင်းတို့အမြင့်ဖြတ်တုံ့ပြန်ပြမယ်လို့ဆိုကနောက်တစ်ခါစူပါမန်ထထုတ်ပြလိုက်ပါတယ်ကူချန်းကိုမြင်သွားကြတဲ့ကြင်ကြံသူတွေကဒါကနှစ်သားတော်ပဲဒါကနှစ်သခင်ပဲ သူအသက်ရှင်ကြံနေသေးရလားအရန်ကောင်းတယ်ထူးဆန်းတယ်နောက်ဆုံးတစ်ချိန်ကြည့်တော့ကသူကထက်ဝက်ပြက်သွားတာရှင်းရှင်းကြီးပဲလက်တခင်ရဲ့စွမ်းအားမန်းလို့မရဘူးသူအသက်ရှင်ကြံရင်နိုင်တာထူးဆန်းစရာမရှိပါဘူးလို့ပြောဆိုနေကြကဂူချန်းကလည်းစွမ်းရည်တစ်ခုအသုံးပြုလိုက်ပြီးနတ်မားရဲ့အသက်ပညာနှိမ့်ပန်တရားဆိုကကောင်းကင်ဘော်ကနေစွမ်းရည်အလင်းတန်းကြီးဟာတဖြည်းဖြည်းပေါ်ထွက်လာနေကသူစွမ်းရည်အလင်းတန်းကြီးဟာရုတ်ရက်တန်ကပေါက်တက်တာနောက်ရောက်သွားပြီးတိုက်ခိုက်လိုက်ပါတယ်သူတက်တာကြီးဟာတေသွားပြီးနောက်ဂူချန်းကနားမှာစစ်ဆန်ကပေါ်လာနေကစစ်ဆန်မှာရေးထားတာက တည်ရန်ချင်းလောကကဘာကြီးကိုကယ်တင်တဲ့အတွက်ဂုံသူတင်ရရှိခဲ့သည်တင်းဤကံကြမ္မာတန်ဖိုးနဲ့ကံကြမ္မာတန်ဖိုးများတိုးတက်လာခဲ့သည်လို့ရေးသားကဂူချန်းကိုဟာရင်ယုံတို့နားကိုတွားလိုက်ပြီးရင်ယုံကဆရာလို့ခေါ်လိုက်ကအဖွားကြီးကလည်းနှစ်သားတော်လို့ဆိုလိုက်ပြီးရင်ယုံကလည်းဂူချန်းကိုကြည့်ပြီးပြုံးနေကဆရာကတော့ငါတို့ကယ်တင်ဖို့ကောင်းကင်ဘုံကနေပို့လိုက်တဲ့ကယ်တင်ရှင်ပဲလို့ပြောလိုက်ပါတယ် ။ကူချန်းကသူမရဲ့စကားကြောင့်ပြုံလိုက်ပြီးငါကဲတင်ရှင်မဟုတ်ပါဘူး။ငါလူသူရဲ့ဒုက္ခဘဝကိုဒါဂယူးဆိုင်တယ်။ကောင်းပြီဒီအရာအလုံးပြီးဆုံးသွားပြီ။အခုငါတို့အထက်လောကပုံပြန်ဖို့အချိန်ရောက်ပြီလို့ဆိုလိုက်ရင် chapter 135ဒီမှာတင်ပြီးသွားပါတယ်။ chapter 136အစမှာကူချန်းကိုနဲ့ရေယုံတို့ဟာငကားကြီးကိုစီးပြီးအထက်လောကပုံသွားနေကြကရေယုံကဆရာဒီဟာဒီဟာအထက်လောကလား။နှက်ပြီနဲ့တူပါလားလို့ပြောနေပြီ။ကူချန်းကလည်းသူမရဲ့စကားကြောင့်ရေလိုက်က ဘာများပြောနေတာလဲအထက်လောကဆိုတာနှစ်ပြည့်ရဌာနပဲမဟုတ်လားဒါကလေအထက်လောကရဲ့တည်တည်လေးတစ်ခုပါပဲနောက်မှဆရာမင်းကိုနေရာပုံများများခေါ်ဝါမယ်လို့ပြောပြလိုက်ပြီးရေယုံကလည်းဆရာပြန်ရင်အလုပ်များမှာပဲတပည့်တော်ကဆရာ့အချိန်ကိုဒီလိုယူဖို့မရဲပါဘူးလို့ပြောလိုက်ကကူချန်းကတိတ်မချခင်ညီမတော်တယောက်က "तू ကမင်းကိုခေါ်ရမယ်" သူကအချိန်တွေအများကြီးပေးနိုင်တယ်လို့ပြောနေကြရင်ချမ်းချင်းကမိသားစုရဲ့အနေမျိုးရောက်ရှိလာကြပါတယ်ထို့နေရာမှာဂိမ်းအဆောက်တွေဟာကူချမ်းကိုအယုဒေပေးလိုက်ပြီးတခင်ရဲ့တခင်ရဲ့ကိုကြိုးစားပါတယ်လို့ဆိုကပြောလိုက်တယ်ကူချမ်းကထိုအဆောက်တွေကိုအေးအခုသူ့အတွက်အနေစရာစီစဉ်ပေးလိုက်ပါလို့အမိတ်ပေးလိုက်တယ်ထိုသူတွေကလည်းဟုတ်ကဲ့တခင်ငယ်လို့ဆိုလိုက်ပြီးရေရုံကလည်းချမ်းချင်းကမျိုးနယ်လို့ပြောလိုက်တာအဆောက်တွေကလည်းတခင်ငယ်ကကမျိုးနယ်နေမြေကနေဘယ်တော့မှထွက်သွားတာလဲကျုပ်လည်းမသိလိုက်ဘူးတခင်ငယ်ကအရင်ကအမျိုးသမီးတွေကိုခေါ်လာတတ်တယ် ဒါပေမဲ့ဒီခါမှာတော့ကလေးငယ်တယောက်ပါလာတယ်။တခင်ငယ်ကကလေးဘွားကလေးကသူ့ကိုလေ့ကျင့်ပေးဖို့ကြိုးစားနေတာလားလို့ပြောဆိုနေကြပါတယ်။ဂူမိသားစုရဲ့အဆောင်တနေရာမှာယွန်းယွန်းဟာရောက်ရှိနေပြီး"သူမအော်အမဒါအရန်ကောင်းတယ်"လို့ပြောဆိုနေကအစီခံတယောက်ကလည်းအရှင်တခင်မငယ်ကျေးဇူးပြုရည်ဒီလိုမခေါ်ပါနဲ့တခြားသူတွေကြားဝရင်ကျမဒုက္ခရောက်မယ်လို့ဥညွတ်တောင်းဆိုနေပြီးယွန်းယွန်းကလည်းသူ့စကားကြောင့်"အမ်ဟုတ်ကဲ့ပါတောင်းမပါတယ်"လို့ဆိုလိုက်ကစိတ်မကောင်းတဲ့ပုံစံနဲ့"ကျမအမားပါ"လို့ပြောလိုက်ပါတယ် တဖက်ကနန်းရွင်းအဆောင်မှာကူချန်းကူဟာရှိနေပြီးတပ်သားတယောက်ပြောပါလို့ဆိုလိုက်ပြီးထိုတပ်သားကလည်းမကြသေးခင်ဟာရှီဟောင်ပုဂ္ဂိုလ်တွေကကပအမောင်ကြီးရဲ့လက္ခဏာတွေကိုတွေးရှိခဲ့ကြတယ်သူတို့အရန်စိတ်မသက်မသာဖြစ်နေကြတယ်ဒါကြောင့်မျိုးနွယ်ပေါင်းစုံနဲ့ဘာသာရေးဂိုင်းတွေဟာဆွေးနွေးညှိနှိုင်းမှုတွေစလုပ်ပြီးစစ်မှန်တဲ့နှက်ပြားကြောင်တည်ဖို့စတင်စီစဉ်ခဲ့ကြတယ်နှက်ပြားတွေကိုခေါ်ယူခြင်းစစ်စင်ရေးကိုစတင်ဖို့ပြင်ဆင်နေကြတယ်သူတို့ဟာဒီမျိုးဆက်မှာတစုံတယောက်ဟာနှက်ပြားဖြစ်လာပြီးကပအမောင်ခစ်ကိုကြားရောက်မှုကိုတားဆီးနိုင်မယ်လို့မျှော်လင့်နေကြတယ် တခြားတစ်ခုကတော့ကောင်းကင်ဘုံဧကရစ်တောင်တော်ရဲ့တရရဲ့အမွေဆက်ခံသူရင်းဒီရွမ်းဟွန်ကမကောင်းဆိုးဝါးအသက်ရဲ့အမွေဆက်ခံသူဖြစ်နိုင်တယ်ဆိုတဲ့တန်တရားကြောင့်ကာလတစ်ခုကြာတော်တော်မထွက်ဖြစ်ခဲ့ကြအောင်လူသားပူပေးတော်ចောင်းတော်ရဲ့တခြားအမွေခံသူဦးကလည်းလူသားပူပေးတော်ကိုရှာဖွေနေပြီးတနည်းနည်းအားမှာရှိနေတယ်လို့ပြောပြလိုက်ပါတယ်။ဦးချန်းကိုဟာသူတည်င်းကြောင့်ပြုံးနေပြီးလူသားပူပေးတော်ចောင်းတော်ရဲ့အမွေခံတွေလက်ရှိမှာတယောက်ကလူသားပူပေးတော်တသက်ကြွကြွရှာဖွေနေပြီးနောက်တစ်ယောက်ကတော့ ဝမ်မိသားစုရဲ့လွမ်းဝင်းမှုအောက်မှာပြင်းရည်ပြင်းထွက်ဖြစ်နေတယ်လို့တွေးနေကဝမ်စီကျင်တို့ရှိတဲ့နေရာမှာရှိယူအဲကတခင်မငယ်လူသားပူပြီးတော့ကြောင်းတော်အတွက်ကျမတို့ဘာလို့တင်းတယ်လို့မင်းနေပြီးဝမ်စီကျင်ကအရေးကြီးတဲ့ကိစ္စတွေကိုငါမစီစဉ်နိုင်ဘူးတတိမမကိစ္စတွေကိုလည်းဂယူဆိုင်စရာမလိုဘူးလို့ပြောနေတာကိုဦးချမ်းကွာပြန်ပြန်ရောက်နေကသူတည်တင်းပေးတတ်တာကလည်းမှန်ပါတယ်တခင်ငယ်မကြသေးခင်ကပဲကောင်းကင်ဘုံဧကရေတောင်တော်ကယင်းတီရောဝံရဲ့တမိတယောက်ဟာလာရောက်ကြားလေခဲ့ပါတယ် ဒါပေမဲ့ရက်ပေါင်းများစွာတကားရှိမှစောင့်နေပြီးနောက်ဒေါ်ရထွက်သွားခဲ့တယ်လို့ပြောနေပြီးဦးချန်းကအိုးဒါရင်းရွှမ်းရဲ့ညီမပဲဖြစ်မယ်လို့တွေးနေကဦးချန်းကညီမလေးတွေဟာစိတ်ပူစရာကောင်းတဲ့တတဝါလေးတွေပဲလို့တွေးနေပါတယ်တပတ်ကနေရာမှာအဆောင်ကတကင်မညင်ရှံအဲတကင်မညင်အမညင်တယောက်လာပြီးခရီးစဉ်ချောချောမောမောရှိပါရဲ့လားတကင်မညင်လို့မီးနေပြီးရှံကလည်းပြုံးနေကတကယ်ပေါ့ကျမမိဘတွေကိုရှာတွေ့သွားပြီလို့ပြောလိုက်ပြီးသူမကလည်းဒါပေမဲ့သူတို့အခုထိပြန်မလာသေးဘူးလို့တွေးနေကာ အဆောင်တယောက်ကလည်းတခင်မငင်ရှန်ရဲကိုဂုံယူပါတယ်လို့ပြောလိုက်ပါတယ်ရှန်ရဲဟာပြည်စီတစ်ခုထုတ်လာပြီးမင်းတို့အားလုံးစူးစမ်းလုပ်ပိုင်နေကြတယ်မကောင်းတာမဟုတ်ဒါကမင်းတို့အတွက်ဆုလက်ပဲဆိုကသူပြည်စီကိုပေးလိုက်ပြီးအဆောင်နောက်တယောက်ကသူ့အချင်းတွေကိုကြီးနေကသူမကတကယ်ပဲစိတ်အားထက်သန်နေတာပဲပုံမှန်တော့စီးပွားရေးတမားတခင်မငင်ရှန်ရဲဟာဒီလောက်ရရရရဖြစ်နေတယ်လို့တွေးနေတော့အဆောင်နောက်တယောက်ကသူပြည်စီကိုယူလိုက်ပြီးဆုလက်အတွက်ကျေးဇူးတင်ပါတယ်တခင်မငင်ကျုပ်တို့ရဲ့တာဝန်အကောင်းဆုံးဆောင်ရွက်ဖို့ကကျုပ်တို့ရဲ့တာဝန်ပါပဲလို့ပြောနေတော့ ရှန်ရဲကသူ့အဆောက်ကိုအိုးမှန်ပါတယ်ကျမအကူကကူချမ်းကိုပြန်ရောက်ပြီလားလို့မေးလိုက်ပြီးသူ့အဆောက်ကတခင်ရဲ့ပြန်ရောက်ပါပြီ။ "तू ကကလေးမငယ်တယောက်ကိုခေါ်လာပြီးပြန်လာတယ်လို့ပြောပြလိုက်တာ။နောက်တယောက်ကလည်းဟုတ်ပါတယ်။ तू မချစ်စရာကောင်းပြီးနာခံတယ်လို့ထင်ရတယ်လို့ပြောလိုက်ပြီးရှန်ရဲကသူ့စကားကြောင့်ချစ်စရာကောင်းပြီးနာခံတဲ့မင်းကလေးငယ်ဟုတ်လားဆိုပြီးကူချမ်းကိုရဲ့အပြုတ်မူပြန်မြင်ရောက်နေကကူချမ်းကိုကဒီမင်းကလေးကငါ့ရဲ့မင်းကလေး အကိုကူချန်းကိုရဲ့မိန်ကလေးပဲလို့ပြောနေပြီးရင်ယုံကလည်းအကိုကြီးကျမကသာမင်းကိုဂူယူဆိုင်မယ်လို့ပြောနေတာကိုပြန်ပြန်ယောင်ကြည့်နေတာရှန်ရဲကသူ့အဖြစ်ကြောင့်ဒေါသထွက်နေပြီးရှန်ရဲကလည်းရုတ်တရက်အဆောင်တွေကိုပေးထားတဲ့ပစ္စည်းတွေကိုယူလိုက်တာဟမ်ဘလို့တောင်းဝင်မဲ့မှုလဲဘလို့မဆိုပေးဝင်ခွင့်ပြုတ်လိုက်တာလားဒါကိုတိန်လဲမယ်လို့ဆိုလိုက်ပြီးအဆောင်တွေကလည်းသူ့အပြုတ်မှုကြောင့်ကြောင်လွားပါတယ်ရှန်ရဲကစိတ်တုန်နေပြီးရင်ယုံရှိတဲ့အဆောင်တွေကိုဝင်လာကကူချန်းကိုကမင်းကလေးရဲ့တရားကိုခေါ်လာတယ်ကြားတယ်ကြည့်ရအောင်မင်းကဘလို့မင်းကလေးမျိုးလဲလို့ဆိုပြီးယုံယုံကြည့်လိုက်တာ အစီကံတယောက်ကလည်းရှန်အဲရဲ့ရုပ်တရက်အပြုတ်မှုကြောင့်တက်တခင်မရှန်အဲလာလို့ပြောလိုက်ပြီးရှန်အဲကယုံယုံမြင်သွားကဒီဒီကောင်မလေးလာလို့ပြောလိုက်ပါတယ်ရေုံကလည်းရှန်အဲကိုမြင်သွားပြီးမင်္ဂလာပါဆီယာမလို့ပြုံးကပြောလိုက်ပြီးရှန်အဲကလည်းဘာဘာကြီးလဲငါ့ကိုဘလို့ခေါ်လိုက်တာလဲလို့អော်ပြောလိုက်ပါတယ်ခဏကြာမှယုံယုံဟာအဝတ်စားလဲပြီးဆီယာဒါကိုဘလို့မြင်လဲကျမဒါကိုကြက်ရလို့ပြောစုံနေတာလူချမ်းကအေးမင်းကြရင်ပြီးရောယုံယုံလို့ဆိုလိုက်ပြီး ရှင်ဟာဆရာဒါတွေအားလုံးဟာကျမမင်းမီးတော်အမပီအပ်ခဲ့တဲ့လက်ဆောင်တွေပါလို့ပြောပြလိုက်တယ်။ရှန်ရဲကယုံယုံစကားကြောင့်ယုံယုံဟာချစ်စရာအရန်ကောင်းတယ်။သူမင်းနောက်လိုက်ရတာသူမအတွက်စိတ်မကောင်းစရာပဲ။မင်းသူအင်ကြီးလက်လာလေးတစ်ထည့်တော့မဝယ်ပေးဘူးလား။အိုစာနေတဲ့သူကြီးလို့ပြောလိုက်ပြီးဂူချန်းကဘသူ့အိုစာနေတဲ့သူကြီးလို့ပြောနေတာလေလို့ပြောနေတော့ရှန်ရဲကယုံယုံရဲ့လက်ကိုဆွဲသွားပြီးကဲသွားကြရအောင်ယုံယုံငါမင်းကိုအရန်ချစ်စရာကောင်းတဲ့အရာတစ်ခုပြမယ်လို့ဆိုလိုက်ကယုံယုံကလည်းဆက်ဆရာလို့ခေါ်နေပြီး ။ဦးချမ်းကစိတ်မပူပါနဲ့သူမနဲ့သွားလိုက်ပါ။မင်းတို့နှစ်ယောက်ဘလောက်ချစ်စရာကောင်းကြောင်ကြည့်ရတာငါမစိုးရိမ်တော့ဘူးလို့ပြောလိုက်တာ။ဦးချမ်းကရှန်ရဲ့မင်းရုံရုံရဲ့သူချမှုကိုတိမဲ့ထင်တယ်။ဟုတ်တယ်မလား။အဲ့ဒီရင်ကြရဲ့မင်းကိုအာကုန်းနေတဲ့မတ်မူပင်ကိုမိဆက်ပေးမဲ့နေ့ကိုငါအစမြုံနေမယ်လို့တွေးနေပါတယ်။တစ်ဖက်ကနေရာမှာကျန်းကျူးကျူးအဖြစ်ဟန်ဆောင်ထားတဲ့အရင်ကြီးကဒီမှာပဲခွဲခြားရအောင်တငယ်ချင်းတို့ကျမတခင်ရဲ့ချမ်းကိုစီတွားသွေးရမယ်လို့နှုတ်ဆက်လိုက်ပြီးလေတင်မောနဲ့အတူတည်းကဒါဆိုရင်ကျွန်တော်တို့ဆက်မနှောက်ရှက်တော့ပါဘူး။ သူတော်စင်သွားလိုက်ပါတော့မယ်လို့ပြောလိုက်ကပြန်ကြည့်ရကျမတခင်ငယ်ချမ်းကုန်နဲ့တိုင်ပင်စရာရှိတယ်ဒီမှာကျမကိုစောင့်နေပါလို့အမိတ်ပေးလိုက်ပြီးအဖွားကြီးကလည်းဟုတ်ကဲ့သူတော်စင်လို့ဆိုလိုက်ကရန်ကြီးကချမ်းရှင်းကူနေမြေထဲကိုဝင်သွားလိုက်ပြီးအဆောင်သက်သားတွေကရန်ကြီးကိုကြည့်နေကြတာဒီနေ့ဂူမိသားစုရဲ့တကားတကယ်စီကားနေပါလားဟုတ်တယ်လို့ပြောဆိုနေကြပါတယ်သူမဟာဂူချမ်းကူနာကိုရောက်ရှိလာပြီးတခင်ငယ်ကျမပြန်ရောက်လာပါပြီလို့ဆိုလိုက်ကဂူချမ်းကူကလည်းကောင်းပြီမင်းအလုပ်ရှုပ်ခဲ့ရမှာပဲလို့ဆိုလိုက်ကရန်ကြီးကသူ့ရဲ့မူလပုံစံကိုပြောင်းလိုက်ပြီး ကျမကိုကြီးကိုသူကြီးတွေကိုဘယ်သူမှတန်ပြမဖြစ်ကြပေမဲ့ကျမဟာလူသားပိုးပေးတော်အကြောင်းတော်ရဲ့တကယ်အမွေဆက်ခံတာမဟုတ်တာကြောင့်ဒုက္ခအများကြီးတွေ့ခဲ့ရပါတယ်လို့ပြောပြလိုက်တာကူချန်းကလည်းကောင်းပါတယ်မိတဲ့ချိန်လုံးတတိထားနေရမှာပဲဒီလိုတွေအတွက်စိတ်ပူနေရတာလို့ပြောလိုက်တယ်ရန်ကြီးကလည်းတခင်ရဲ့စိတ်ပူမှုကိုရှင်းချပေးပြီးတခင်ရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်တာကျမကုံယူစရာပါပဲလို့ဆိုလိုက်ပြီးကူချန်းကလည်းခက်ခဲမှုတွေအများကြီးရှိခဲ့တယ်အခုမင်းအဝတ်တွေကိုကျွတ်လိုက်ပါလို့ပြောလိုက်တာရန်ကြီးကလည်းကြောင်သွားပြီး ဟန်လို့လှုပ်လိုက်ပြီးကုချန်းကချောင်းဆိုးလိုက်ကကျွန်တော်တို့သူတော်စင်အမကြီးကိုအဝတ်စားတွေပြန်ပေးတင်တယ်လို့ပြောလိုက်ပါတယ်။ဒါနဲ့ကုချန်းကသူ့ကပါညည်တဲ့ကိုရောက်ရှိလာပြီးကုချန်းကသူမရဲ့အင်ဂျီတွေကိုပြန်ပေးလိုက်ကလူသားပိုးပြီးတော့တစိမ့်ပြားကိုပါပြန်ပေးလိုက်ပြီးဒီမှာဒါကိုပြန်ယူလိုက်ပါလို့ဆိုလိုက်ကကျန်ကျူကလည်းသူမရဲ့အင်ဂျီကိုပြန်ဝင်လိုက်ပြီးကျမအဲ့ဒါကိုမလိုဘူးမြေဆက်သိမ်းထားလိုက်လို့ပြောလိုက်တယ်။ကုချန်းကချူချူမင်းကလူသားပိုးပြီးတော့ចောင်းတော်ရဲ့အမွေခံပဲလူသားပိုးပြီးတော့ရဲ့အဆောင်တစိမ့်ကိုဘယ်လိုညင်းပယ်နိုင်မှာလဲ။ ကျောင်းတော်ထဲမှာလူအိုတွေတည်ရင်အရန်တော်ရဆက်သွားမှာပဲလို့ပြောနေတော့သူမလည်းတိတ်ဆန်းမှာကျမချူးချူးလို့မခေါ်နဲ့မင်းနဲ့ဒီလိုရင်းနှီးတယ်ဆိုတာငါမမှန်ပြီးတော့ဘူးလို့ဆိုလိုက်ကစိတ်ကောက်နေပြီးဦးချမ်းကဟမ်မင်းငါ့ကိုချစ်စရာချူးချူးလို့ခေါ်ခိုင်းစီချင်တာလားဒါကတိတ်မကောင်းဘူးတော့လို့စားနောက်လိုက်ပြီးသူမလည်းသူစကားကြောင့်ဘလောက်တော့မရှက်တတ်တာလေလို့အော်ပြောလိုက်ပြီးဦးချမ်းကရပြီငါဒီလိုလာတာမင်းကိုပြောစရာရှိလို့မင်းဒီနေ့ကစပြီးမင်းကလွတ်လပ်သွားပြီလို့ပြောလိုက်တယ်သူမလည်းဦးချမ်းကိုစကားကြောင့်မျက်လုံးပြူသွားကဘာလို့ပြောလိုက်ပြီး ်လူချမ်းကမင်းကဒါကိုအမြဲတမ်းလိုချင်နေတာမဟုတ်လားလူသားပို့ပြီးတော့ចောင်းတော်ရဲ့အမေခံဖြစ်တောင်းနေထိုင်လိုက်ပါအခုကစပြီးငါတို့နှစ်ယောက်ကြားမှာဘာမှမရှိတော့ဘူးဒါပေမဲ့မင်းငါရဲ့ကိုရီးကိုသွေးကိုဖော်ထုတ်ရင်မင်းတေချာစဉ်းစားဖို့တော့လိုမယ်လို့ပြောပြလိုက်ကသူမကလည်းလူချမ်းကိုမင်းကငါနဲ့ကြားဖြစ်ရအားလုံးဖြစ်စီပြလို့ရမယ်လို့ထင်နေတာလားမင်းကငါမှရှိသမျှအားလုံးဖြစ်စီလိုက်တယ်မင်းကတာဝန်မဲ့တဲ့ငရှင်ပဲလို့ပြောလိုက်ပြီးကိုချမ်းကမင်းကိုတိုင်တော်တောင်းဆိုနေတာမဟုတ်လားမင်းကအစကတည်းကငါနဲ့ပူပေါင်းခဲ့ရင်ဒါတွေအားလုံးကလိုအပ်မှာမဟုတ် သူတော်စင်ချူချူဒီရအလုံးကိုနားလေပါငါကမကောင်းဆိုးရပဲမင်းကိုမတက်ပဲထားတာတော့မှငါကရက်ရောနေပြီလို့ပြောလိုက်တာကို तू မလည်းဒေါ်ရထွက်နေပါတယ်ခဏကြာမှအကျဉ်ချူချူဟာအပြင်ကိုပြန်ထွက်လာပြီးဒေါ်ရထွက်နေကအဖွားကြီးကလည်း तू မရဲ့အဖြစ်ကိုကြီးနေပြီးသူတော်စင်မင်းအဆင်ပြေရလားလို့မေးတာကို तू မကလည်းကျမအဆင်ပြေပါတယ်လူသားပူပြီးတော့ကျောင်းတော်ကိုပြန်ကြတာပေါ့လို့ပြောနေတာကိုအဆောင်တရားကိုလည်းကြီးနေပြီးဟမ် तू မအဆုံးပြေခံလိုက်ရတာလားလို့တွေးနေရင် chapter 136ကဒီမှတင်ပြီးသွားပါတယ် chapter 139အစမှာကောင်းကင်ဘုံဧကရိနန်းတော်နေရာမှာရင်းယူဟာကြီးပဲဆိုကရင်းရှမ်းရှိတဲ့နေရာဝင်လာပြီးသူမအကိုကြီးလူသားပိုးပြီးတော့ကျောင်းတော်ဟာသူတော်စင်ဟာဂူမျိုးနယ်ကိုထပ်မံသွားတယ်လို့ကြားတယ်ဆိုကပြောပြလိုက်ပြီးရင်းချမ်းဟာသူစကားကြောင့်အိုးဒါကတော့သူမရဲ့ခြေထောက်ကိုငါထိန်းချုပ်လို့မှမရဘူးလေလို့ပြောလိုက်ကရင်းရှမ်းကလည်းဒီလူတွေဘာဖြစ်နေကြရလဲလို့တွေးနေပါတယ်ရင်းယူဟာဘာလို့လူသားပိုးပြီးတော့ကျောင်းတော်ဟာသူတော်စင်နှစ်ပါးစလုံးဟာ ူချန်းကိုနဲ့ဒီလောက်ယင်းနှီးနေရတာလေပြီးတော့ဘာလို့နှစ်ယောက်စလုံးကအကို့ကိုမကောင်းစွာအသက်ရဲ့အမွေဆက်ခံသူလို့တေချာနေရတာလေဒီမှာတကူကူမှားယွင်းနေတယ်လို့ခံစားနေရတယ်လို့ပြောဆိုနေပြီးယင်းရှမ်းကလည်းပြဿနာကငါတို့သုံးယောက်တကားမှမတွေ့ဘူးဒါဆိုရင်ဘာလို့ငါမိသွားပြီသူတို့ထားလိုက်ပါတော့လို့ဆိုလိုက်ကသူမကလည်းအကိုကြီးအခုကစပြီးဘာလို့ဖို့စီစဉ်ထားလဲစစ်မှန်တော့နှက်ပြအကြောင်းတော်ကြီးပြီးတော့မယ်ငါတို့အခုကအဲ့ဒီကိုသွားဖို့အချိန်ရောက်နေပြီလို့ပြောလိုက်ပါတယ်ယင်းရှမ်းကသူစကားကြောက်စစ်မှန်တော့နှက်ပြအကြောင်းတော်ဟုတ်လား ကဘာအမောင်ခိကြောက်ပြီးတဲ့နောက်မှာကျောင်းတော်ရဲ့တတ်မှတ်ချက်ကကဘာအမောင်ခိတတ်တော်တွေကိုတက်ပြတ်မှုနဲ့ချိန်ဆက်သွားမယ်ဖြစ်နိုင်ဒီအန်ဒီရကိုမယူချင်ဘူးဒါပေမဲ့ငါညီမကိုဒီမိုက်မဲတာကဘာမှတန်တရားမဖြစ်ခိုင်းစေချင်ဘူးလို့တွေးနေကရင်းရှက်မင်းပြောတာမှန်တယ်ငါပေါ်ကတန်တရားတွေကိုရှင်းလင်းဖို့အခွင့်အရေးတခုရှာရမယ်။ငါ့ကိုတန်တရားဖြစ်ခဲ့တဲ့သူတွေကိုကောင်းကင်ဘုံဧကရစ်တောင်ရဲ့တကူအာဏာကိုထက်ခံစားစီမယ်လို့ပြောလိုက်ပြီးရင်းယူကသူ့ကိုအပြုအမူကြောင့် အခုအကိုကအင်မတန်ကြီးကျယ်ခန်းနားနေပါလားကီလိုမီတာရချီအောင်ပွဲခံခဲ့တဲ့ကောင်းကင်ဘုံဧကရစ်တောင်ရဲ့တားတော်ပြန်ရောက်လာတယ်လို့ပဲလို့တွေးနေကရင်းချက်သူကစားနေတဲ့အကွက်တွေထဲမှာအသေးနှလုံးပုံစံလှုပ်ထားပြီးကြီးမေမင်းလို့ဆိုကတွေးနေပါတယ်တစ်ဖက်ကတဏီယာမှာယွန်ယွန်ကမင်းသမီးတော်လို့ခေါ်လိုက်ကရှန်ရရလေဟုတ်ကဲ့လို့ပြန်ပြေးလိုက်ပြီးယွန်ယွန်ကဆရာကအမင်းလို့လို့အလုပ်များနေတာလားလို့မင်းနေကရှန်ကလည်းအင်း तू ကတွေးဖို့ခက်ခဲတဲ့ तू တယောက်ပါပဲကြည့်ကြအားထုတ်နေတယ်လို့ပြောရမယ်ငါတော့ထင်တယ် အခုကတခြားသူတွေကိုဘလို့အမျက်ထုတ်ရမလဲဆိုတာကိုပဲတွေးနေတာလို့ပြောနေရင်ရေယုံကစားနေတဲ့ဂျိုးကိုလိုက်ဆော့ပေးနေပြီးရေယုံကလည်းပြုံးလိုက်တာဆရာကဒီလိုမဟုတ်ပါဘူးဆရာကတကယ်ကိုလူကောင်းပါ तू ကကျမနဲ့အဘွားကိုကယ်တင်ခဲ့တယ်တည်ရန်ချင်းလောကတစ်ခုလုံးကိုလည်းကယ်တင်ခဲ့တယ် तू ကအေးစက်နေတယ်လို့ထင်ရပေမဲ့သူ့နှလုံးသားဟာကျင်နာတယ်လို့ပြောပြနေတော့ကူချန်းကိုကရောက်ရှိလာပြီးရေယုံလို့ခေါ်လိုက်တယ်ရေယုံကကူချန်းကိုမြင်သွားကဆရာလို့ခေါ်လိုက်ပြီးကူချန်းကိုကဘလို့နေလဲနေသားကြပြီလားကလေးစစံနဲ့ तू ကမင်းကိုနှိပ်စက်လာလို့မေးလိုက်တာ ြေုံဟာကျမအနေသားကြပါတယ်မိနမီအမကြီးရလဲကျမကိုအရင်ကယူဆိုင်ပေးပါတယ်လို့ပြောပြနေပြီးရှန်ရဲကဘလို့ချင်းချင်းကျက်ကျက်အသွေးလဲလို့သွေးနေကရေယုံကဆရာဘာလို့ဒီကိုရောက်လာတာလဲလို့မေးလိုက်ပြီးကူချန်းကအမင်းကိုလွမ်းလို့လေဟုတ်တယ်မလားလို့ပြောလိုက်တယ်ရှန်ရဲကကူချန်းကိုနောက်လာလိုက်ပြီးဟဲ့ငါ့မမြင်ဘူးလားဘာလို့မသိတယ်လို့နေရတယ်လေလို့မေးလိုက်ကကူချန်းကလည်းအိုးမင်းကလည်းဒီမှာလားရေယုံနဲ့စောင့်နေတဲ့အစင်းနဲ့အစီကံတယောက်လို့ထင်မိတယ်လို့ပြောလိုက်ပြီးရှန်ရဲကလည်းသူ့စကားကြောင့်ဟမ်အစင်းနဲ့ဟုတ်လား ကူချန်းကိုဒီယိုလာခဲ့ဆိုကကူချန်းကိုလိုက်တိုက်ခိုက်နေပြီးကူချန်းကိုကလည်းရှောင်ရှားနေကဒီယိုကလည်းသူ့အချင်းတွေကြောင့်မင်းမီးတော်အမစိတ်ရည်အီးထားပါလို့ပြောနေပြီးကူချန်းကိုကမင်းရဲ့အရေးပြရာနေပြန်ပြီလားဆက်ရိုက်ခံချင်သေးလားလို့ပြောလိုက်တယ်။ရှန်ရကလည်းစိတ်တူနေပြီးဘသူကရိုက်ခံရမလဲဆိုတာကိုမသိသေးဘူး။ငါ့ကိုပေါ့ပေါ့ဆဆမတွန်းနဲ့လို့ဆိုကတိုက်ခိုက်နေပြီးကူချန်းကိုက"အိုးတန်ရာတွေကမနာတော့ဦးထင်တယ်။ဒီယုံသေချာချိထားပါ"မနာခင်ဒီလိုရိုက်ခံရမနော်လို့ဆိုကရှန်ရဲ့ဖင်ကိုကံပြလိုက်တာဥပမာပြလိုက်ပြီး သူ့အချင်းတွေကိုယုံယုံကလည်းကြောင်ကြီးနေကကူချန်းကလည်းဒါကိုလှုပ်ရှားမှုလို့ခေါ်တယ်ခွေးကိုမစင်ကြွေးချင်းဆိုတဲ့အကွက်နဲ့တိုက်ပြလိုက်ပါတယ်ရှန်ရဲကပင်ကိုကန်ကန်လိုက်ရပြီးလဲကြတော့မဲ့အချင်းကိုနေဟန်တော့ပြန်ထင်းထားလိုက်ကကူချန်းကသူမရဲ့အချင်းတွေကိုကြီးနေပြီးအိုးမင်းကကြီးပြင်းလာပြီနောက်ဆုံးတစ်ချိန်တော့ကမင်းရဲ့မျက်နှာနဲ့အရင်ကျတော့ရတာလို့ပြောပြလိုက်ကရှက်ပြောနိုင်အောင်မလားဒါကကောင်းကင်တရားတော်ရဲ့ငကားချုပ်ယုံပုံစံဘလို့လေလို့ဆိုကကြီးမားတဲ့စွမ်းရင်ပုံစံကိုထုတ်ပြလိုက်ပြီးရင်ုံကလည်းရှန်ရဲရဲ့အစွမ်းကိုကြီးနေကမင်းမီတော်အမ အမတကယ်ကိုအယမ်းတော်တယ်လို့ပြောနေပြီးရှန်ရဲကလည်းပြုံးနေကမင်းမြလာကူချန်းကိုအခုငါကုသူကိုချုံပြီးရက်တီနိုင်ပြီးမင်းလို့လို့မလို့လို့ဆိုပြီးတွေးနေတော့ကူချန်းကဟာရှန်ရဲကိုနှက်လက်နဲ့တကူနဲ့ဖိချပေးလိုက်ပါတယ်ကူချန်းကဟာသူ့အဖြစ်ကြောင့်ဘလို့လင်းလက်တောက်ပလိုက်တယ်လေလို့ဆိုလိုက်ကသူ့လက်နဲ့လက်ကိုအပေါ်ကိုပြန်မတင်လိုက်ပြီးရှန်ရဲကသူ့နှက်လက်နဲ့ဖိခံထားရတာကြောင့်ပြားကန်နေကရှန်ရဲကငါငါပြက်ခွက်သွားတယ်လို့ဆိုလိုက်ပါတယ်ကူချန်းကဟာရေယုံဖက်ကိုလဲကြည့်လိုက်ပြီးမြင်လာရင်ရုံမနာခင်ဒီလိုခံစားရမှာတော့လို့ဆိုလိုက်က ရင်ကလည်းဟုတ်ကဲ့ကျမကျမနာခံပါမယ်လို့ပြောလိုက်ပြီးကုချန်းကစာအုပ်များစွာရှာဖတ်ပြီးပြီးမျိုးနဲ့အကြီးအကဲတွေနဲ့လည်းတိုင်ပင်ခဲ့ပြီးမြဲမင်းရဲ့အခြေအနေနဲ့ပတ်သက်တဲ့လမ်းကြောင်းတစ်ခုမှမရသေးဘူးဒါပေမဲ့မင်းစိတ်မပူပါနဲ့မတို့နည်းနည်းချင်းစီရှာသွေးမှာပါလို့ပြောပြလိုက်အောင်ရုံရုံကလည်းထိုစကားကြောင့်ပျော်ရွှင်သွားပြီးဒါဆိုဆရာအတီးတစ်ချိန်လုံးဒါကိုလှုပ်နေတာလားဆရာအလုပ်ရှုပ်ခဲ့ရမှာပဲလို့ဆိုလိုက်ကကုချန်းကသူမရဲ့ခေါင်းကိုကင်လိုက်ပြီးမဟုတ်ပါဘူးမင်းငါ့ကိုယုံကြည်ရမယ်ငါပြဿနာကိုအမှန်ပဲဖြေရှင်းနိုင်မယ်လို့ပြောပြလိုက်တော့သူမကလည်း ဟုတ်ကဲ့ကျမချင်းချင်အားထုတ်ပြီးစွမ်းအားတွေကိုသင်ချုပ်တတ်သွားရင်ဆရာကိုကူညီနိုင်မယ်လို့ပြောပြလိုက်တယ်။ကူချန်းကိုယ်ရဲ့စကားပြောနေတုန်းရှန်အဲဟာပြန်ရောက်ရှိလာပြီးရေယုံမှာဘာဖြစ်နေတာလဲလို့မေးလိုက်တာရေယုံကလည်းမင်းသမီးတော်အမကျမချင်းချင်အားထုတ်လို့မရဘူးဒါကြောင့်ဆရာကကျမကိုဒီပြဿနာဖြေရှင်းဖို့စူးစမ်းနေတာလို့ပြောပြလိုက်ပြီးကူချန်းကိုကဒါသူ့ရဲ့ဆရာအနေနဲ့ငါလုပ်တဲ့အရာပဲကောင်းပြီသွားစော့ကြည့်ပါငါတို့ကစဉ်းစားကြည့်မယ်လို့ပြောနေတာရှန်အဲကစိတ်မကောင်းဖြစ်နေတာရှန်အဲကရေယုံရဲ့စွမ်းရင်ကရင်းနှီးတယောင်ရှိတယ် ကိုချမ်းကိုမင်းရုံခေါ်ပြီးငါနဲ့အတူမတ်မုံကြီးရွာကိုလိုက်ချင်လာငါ့ဆရာဒီမှာရှိတယ်သူတို့မှာစွာကြီးမာပြီးအသိပညာကျေပြန့်တယ်သူတို့ဖြည့်ရှင်းနိုင်တော့တယ်လို့ပြောပြလိုက်ပြီးကိုချမ်းကမတ်မုံကြီးရွာလာလို့မေးလိုက်တယ်ရှန်ရဲကဟုတ်တယ်အရင်တော့ငါအမပုံးချောက်ပြီးကျင့်ကြံအားထုတ်ခဲ့တာလို့ပြောပြလိုက်တာကိုချမ်းကစွန့်ပစ်ခံနေမီရဲ့မတ်မုံကြီးရွာမင်းရဲ့ဆရာတွေနဲ့သူစက်နဲ့မတ်မုံပင်ကြီးကအဲ့ဒီမှာရှိနေတယ်လားလို့မေးလိုက်ပြီးရှန်ရဲကမင်းသိမယ်လို့ထင်တယ်ငါသိတဲ့နယ်ကောင်းကင်မှာမျက်နှုံးတွေရှိနေတယ်လို့ပဲစကားကဒါလိုမျိုးပြက်သားပေမဲ့ နှလုံးသားနူးညံ့နေတယ်မကောင်းစိုးပါမင်းကငါ့ကိုလူဝက်ဂယူးဆိုင်နေတာပဲမင်းတကယ်ပဲငါ့ကိုအတော်လေးဂယူးဆိုင်ရတယ်နော်လို့ပြောလိုက်ပါတယ်ကုချိုင်းကရှံရဲစကားကြောင့်မင်းအထင်အရင်ကြီးလွန်းတယ်သူတို့လက်စားချေဖို့လာမဆိုးလို့ဒါကြောင့်စုံစမ်းရတာလို့ပြောလိုက်ပြီးရှံရဲကရယုံကောင်းကိုကင်လိုက်ကရယုံဒီတယောက်လို့အယောင်ဆောင်မနေနဲ့နော်လို့ပြောပြလိုက်ပြီးကိုချမ်းကဒီခေတ်ကြီးမှာအမှန်ပြောရင်တော့ဘယ်သူမှမယုံကြဘူးလို့တွေးနေပါတယ်။တစ်ဖက်ကချမ်းရှင်းဝမ်းမျိုးနယ်နေရာမှာဝန်စီချင်းနာကိုတည်င်းပေးသူတယောက်ဟာရောက်ရှိလာပြီးတည်င်းပြောပြနေကာ ဝမ်စီဂျင်ဟာသူတည်င်းကြောင့်ကျန်းချီကျူးဟာကူချမ်းကူနာကိုဆက်သွားတယ်ဆိုတာလားဒါကသူမရဲ့အလေထားမဟုတ်တကူကူတော့မာရွေးနေတယ်လို့ပဲလို့ခံစားရတယ်လို့ပြောနေပါတယ်တစ်ဖက်ကတိုင်းကူကြီးမျိုးနယ်စုရဲ့နေရာမှာရီလန်ကျန်းကဂိုင်းကနာကြီးပေါင်းစုံရဲ့စစ်မှန်တဲ့နှက်ဖျားចောင်းတော့စောက်လုပ်ခဲ့တာကိုကိုကြီးရဲ့ပါရမီနဲ့တာဆိုသူတတ်မှတ်ချက်တွေကိုရဖို့စူးစမ်းမှတေချာတယ်လို့ပြောနေပြီးလီယူလီကလည်းဒါဆိုကျွန်မသူ့ကိုမေးမယ်ဒါကကောင်းကင်ဘုံဧကရစ်တောင်တော်ရဲ့မင်းသားဖြစ်မလားလို့ဆိုလိုက်ကရီလန်ကျန်းကဒါမဖြစ်နိုင်ဘူး။ तू ကကောင်းကင်ဘုံဧကရစ်တောင်တော်က မထွက်ဖြစ်သေးဘူးပြီးတော့အဲ့ဒါကောင်းကြီးပုံအေဂရိတ်တောင်တော်ကနေအရန်ဝေးတယ်လို့ပြောပြလိုက်ပြီးလီယူလီကငါတို့အာယုံဆိုင်မှုသူစီကလွဲဖို့လက်ကွက်တစ်ခုဖြစ်နိုင်တယ်လို့ဆိုလိုက်ကရီလန်ကျားကဒါမဖြစ်နိုင်တာမဟုတ်ငါတို့သတိထားမယ်လို့ပြောလိုက်ပါတယ်လီယူလီကဒါပေမဲ့ကိုယ်တိုင်မျက်ဝါးတင်တင်မမြင်ရရင်မယုံခဲ့ဘူးလို့ဆိုလိုက်ကရီလန်ကျားကရှီဟောင်းအလောင်းကောင်ကိုမျိုးချတဲ့အသွင်းအားကိုအသုံးပြီးတရားအထုတ်မှုမြင့်တင်တာကဒီလိုမှိုက်မဲ့တဲ့နီလန်းတွေကဒါအမှန်ပဲမကောင်းဆိုးအပ်တ်ပဲလို့ပြောဆိုနေကြပြီးသူတို့တွေးကြုံခဲ့တဲ့အရာတွေကိုပြန်ပြန်ရောက်နေပြီး ဲ့တုန်းကသောဦးတနီယာမှာမကောင်းဆိုးအားအမွေစက္ကန့်သူတယောက်ဟာအလောင်းကောင်တွေကနေစွမ်းအင်တွေကိုစုပ်ယူနေတာကိုသူတို့တွေဟာချောင်းချီးနေကြတာလီယူလီကဒါကလို့ဆိုနေတော့သူမကောင်းဆိုးအားအမွေစက္ကန့်သူဟာလီယူလီတို့တတိထားမိသွားပြီးဘဒူလေလို့ပြောလိုက်ပါတယ်လီယူလီကသူ့အဖြစ်ကြောင့်အဆက်ရမိတယ်သူမရဲ့မျက်နှာကိုတေချာမကြည့်ရသေးခင်မှာပြီးသွားတယ်။ကိုအကိုကြီးရှိရင်လို့ပြောနေတော့ရီလန်ချန်ကလည်းဟုတ်တယ်အထက်လောကတစားနဲ့တစားရောထွေးလာနေပြီ။မကောင်းဆိုးအမျိုးမျိုးအပေါ်နေတယ်။ကိုအကိုလိုလူကိုကြီးမားတဲ့ပုံရိပ်ထောက်ပံ့ဖို့လိုတယ်။ လီယူလီငါတို့တေချာမစုံစမ်းရမချင်းဒီတဲ့တင်းကိုမပြတ်ပါနဲ့မကောင်းဆိုးဝအသက်ရဲ့အမွေခံတယောက်ဟာကြောက်စရာကောင်းတာပဲလို့ပြောဆိုနေကြပါတယ်။ဒါနဲ့ကောင်းရင်ပေါ်တနေရာမှာလီတင်းမောတစည်းဟာခยีသွားနေပြီးထိုတင်းမောထဲမှာရှန်အဲရဲ့ရုံယုံရဲ့ကူချန်းကိုတို့ဟာရှိနေကြပြီးကူချန်းကိုကမတ်မုံကြီးရွာကိုထွက်ခွာတော့မယ်လို့ဆိုလိုက်ရင်ချက်တာ139ကဒီမှာတင်ပြီးသွားပါတယ်။